မြန်မာနိုင်ငံပိုင်နက်ထဲမှာဖွဲ့စည်းပါဝင်နေတဲ့ကဘောကြိုင်ဝန်ဒေတာကိုပြန်လည်သိမ်းသွင်းယူပြီးမဏိပူရာပြည်နယ်ပိုင်နက်ထဲထည့်သွင်းပေးဖို့ဒေတာကံအမတ်တဦးကအိန္ဒိယအစိုးရကိုတောင်းဆိုလိုက်ပါတယ်။မတ်လ10ရက်နေ့ကအိန္ဒိယလွှတ်တော်ထဲမှာရုရှားစာဘာပါတီအမတ်ဆာနာဂျိုဘာကအဲ့ဒီကိစ္စကိုအဆိုပြုတင်ပြခဲ့တာပါ။ကဘောကြိုင်ဝန်ကမြန်မာနိုင်ငံစကိုင်းတိုင်းရဲ့တမူးမြို့နယ်ပိုင်နက်ထဲမှာပါဝင်နေပြီးချင်းတိုင်းရင်းသားအများစုနေထိုင်ကြပါတယ်။ တမူးမြွနယ်ကတော့အိန္ဒိယနိုင်ငံမဏိပူရနဲ့ထိစပ်နေတဲ့နယ်စပ်မြို့ဖြစ်ပါတယ်စတူရကီလိုမီတာ2000ကျော်ကျယ်ဝန်းတဲ့ကဘောကြိုင်ဝမ်ကအစင်အလာအဖြစ်မဏိပူရဆော့ဘွားတွေပိုင်ဆိုင်ခဲ့ပြီး1450ပြည့်နှစ်ကလေးကမဏိပူရရဲ့အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့အိန္ဒိယအမတ်ဆာနာဂျူဘာကပြောပါတယ်ဒါပေမဲ့1953ခုနှစ်မှာတော့အိန္ဒိယရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူနေရုကမဏိပူရပြည်နယ်အစိုးရကိုတိုင်းပြည်သားမျိုးလုံးဝမရှိဘဲ ဲ့ဒီဒေတာကိုမြန်မာဝန်ကြီးချုပ်ဦးနှုစီလက်ဆောင်အဖြစ်လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့သူကဆိုပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကမဏိပူရပြည်နယ်တမိုင်းကျောင်းမှာအမှောင်မိုက်ဆုံနေ့ရက်တစ်ခုကိုကြုံတွေ့စေခဲ့တယ်လို့စာနာချိုပါကဆက်ပြောပါတယ်။ပြီးတော့1834ခုနှစ်ကပ္ပောကျန်ဝန်သဘောတူညီမှုဆိုင်ရာစာချုပ်အတိုင်းတတ်မှတ်ရော်ကြီးကိုမြန်မာဘက်ကဆက်ပေးချေဖို့ကိစ္စကိုလည်းသူကတောင်းဆိုခဲ့ပါတယ်။1834ခုနှစ်တုန်းကစာချုပ်အရမြန်မာဘုရင်ဟာမဏိပူရဘုရင်ခံကို လစဉ်ဟိုက်ဒါရာဘတ်ရူပီ900ပေးချေနေခဲ့ကြောင်း1949ခုနှစ်မှာမနိပူရကအိန္ဒိယနဲ့ပေါင်းစည်းခဲ့ပြီးချိန်အထိလဲအဲ့ဒီငွေကြေးပေးချေမှုကဆက်လက်တည်တံ့နေခဲ့ပေမဲ့1953ခုနှစ်နေရူးရဲ့ဆုံးဖြတ်ချက်အပြီးမှာတော့မြန်မာကငွေဆက်မပေးတော့ကြောင်းဆာနာချိုဘာကဆွဆွဲခဲ့ပါတယ်။ဝန်ကြီးချုပ်နေရူးရဲ့ဆုံးဖြတ်ချက်ကိုတမိုင်းဝင်အမားကြီးတစ်ခုအဖြစ်လဲဝေဖန်ခဲ့ပြီးဒီလောက်ရဲ့အပေါ်မနိပူရပြည်သူတွေကနေရူးကိုဘယ်တော့မှခွင့်လွှတ်တော့မှာမဟုတ်ဘူးလို့လဲဆိုပါတယ်။ သူကအိန္ဒိယလွှတ်တော်အနေနဲ့ကဘောကျောင်းဝမ်းကိုမနစ်ပူရစီပြက်လဲပေါင်းစည်းနိုင်ရေးနဲ့ပုံမှန်ရော်ကျင်းငွေပြက်လဲရရှိရေးကိစ္စတွေမှာဂျားဝင်ဆောင်ရွက်ပေးစီလိုတယ်လို့ထည့်သွင်းတောက်ဆိုသွားခဲ့ပါတယ်ရှင်။